ဲ့ဒီအချိန်မှာငပိန်ကနှကောင်းပိတ်လိုက်တယ်။ဟေ့မင်းတို့နှစ်ယောက်တည်းကဘသူအီးပေါက်လိုက်တာလဲ။ဟဲ့ငါမပေါက်ဘူးနော်။ငါလည်းမပေါက်ဘူးနော်။ဒါဆိုရှေ့မှာထိုင်နေဖို့တူလား။ဟာငါလည်းမပေါက်ပါဘူးခ။ပထမပိုင်းမှာတော့ပို့ထူတို့တတွေကရန်ကုန်မြို့ကိုရောက်လာခဲ့ပြီးလေပဲကြာရာကနေ ဝေလက်ကြံလီပြောင်းဆုံးသွားခဲ့ပြီးတော့တောမီယာလာမီယာနဲ့တိုင်ပတ်နေခဲ့ကြတာပါ။ကဲဒီပိုင်းမှာရောဗိုလ်ထုတို့အဖွဲ့ကဘလို့လို့ပြီးအင်မြန်ကြမယ်ဆိုတာအမနဲ့တူကြည့်လိုက်ရအောင်ပါနော်။ဗိုလ်ထုတို့လေးယောက်သားလည်းကြံရမရဖြစ်ပြီးတော့ဗိုလ်ထုတော်ကန်းနာမှာရှိနေခဲ့ကြတာပါ။မိဝိုင်းကဗိုလ်ထုကိုကြက်ကြီးကိုဆက်တယ်လို့မရဘူးဆိုတော့ဘလို့လို့ကြမလဲ။ဒါဆို အင်ကိုပဲလှမ်းပြီးတော့အကူညီတောင်းကြရင်ရောအဲ့ဒါမှပို့ဆိုးနေမှာတော့ဘောရဲ့ဘာလို့ဆိုတို့တွေကကိုချက်ချင်းနဲ့တူသွားတယ်ဆိုပြီးတော့အင်ကိုညာထားခဲ့တာလीအဲ့ဒါတော့ဟုတ်တယ်ဟာငါသိပြီကိုကြီးဖိုးတော်ကိုဖုန်းလဲဆက်ကြည့်လိုက်မယ်အဲ့လိုပြောပြီးဖိုးတူကဖိုးတော်ကိုဖုန်းလဲဆက်လိုက်တယ်ဟယ်လိုကိုကြီးဖိုးတော်လားအေးကွာမင်းကတူတူဆန်ဆန်ဖုန်းဆက်လို့ပါလားဘာလို့လဲဟိုကျွန်တော်အကူညီလေးတောင်းဆန်ရှိလို့ပါကိုကြီးဖိုးတော် ။ဒီလိုနဲ့ပို့တူလဲဖိုးတော်ကိုအကျိုးအကြောင်းပြောပြလိုက်တော်တယ်။ဖိုးတော်ဟာအော်ဟုတ်ပြီဟုတ်ပြီအကျိုးချက်ကြီးကိုခုချက်ချင်းပဲသွားအကြောင်းကြားပေးပါမယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုကြီးဖိုးတော်။ရပါတယ်ကွာ။အဲ့လိုပြောပြီးတော့ဖုန်းချသွားခဲ့တော်တယ်။ငါပင်ဟာဖိုးတူဘယ်လိုလဲအဆင်ပြေရလား။အင်းပြေပါတယ်။ကိုကြီးဖိုးတော်ဟာကိုချက်ကြီးကိုသွားအကြောင်းကြားပေးမယ်နေဟ။အေးလေဒီလိုဆိုရင် ခဏတော့စောင့်ကြည့်တာပေါ့အဲ့ဒါမှအစီမပြေသေးရင်နောက်တစ်မျိုးထပ်စဉ်းစားကြမယ်ဒီလိုနဲ့ဖိုးတူတို့လေးယောက်သာဘုဒ္ဓတော်ကဏ္ဍမှာငေါတော်လေးထိုင်နေခဲ့ကြသည်အဲ့ဒီအချိန်မှာပဲသူတို့နာကိုဦးလေးကြီးတယောက်ကရောက်လာခဲ့တာပါဟေးကလေးတွေအဲ့ဒီမှာဘာတိုင်လုံနေရလဲဟိုတအားတို့လာကြုံမဲ့သူကိုစောင့်နေရပါဩအဲ့လူလားဒါဆို ။လာကြုံမဲ့သူကလာမကြုံရင်ပြောလေ။ဦးလီတဲခုတ်လို့ရမယ့်နေရာကိုလိုက်ပို့ပေးမယ်။မကြရင်လည်းမှောင်လာတော့မှဆိုတော့မင်းတို့ဒီမှာရှိနေလို့မကောင်း။အော်ဟုတ်ကဲ့။ကျေးဇူးပါဦးလီ။ဒါလို့နဲ့ဦးလီကြီးလေးသူတို့နာမဝိလေဝိလေလုံလို့အဲ့နေရာနေထွက်သွားခဲ့တော့တယ်မိပိုင်းကဟဲ့ဖို့သူအဲ့လူကဘာလဲခလေးပန်းနဲ့လူကြီးလားအဲ့တော့ငါလည်းမသိဘူးဟာမဟုတ်တော့ပေါ့တုံဘောကငုံမဲမဲလေးတန်းနေဖို့သူ ငါတို့ဒီညလမ်းဘေးအိပ်ရမှာတော့မဟုတ်ပါဘူးနော်မင်းရပါဘူးတို့ဘွားကိုချက်ကြီးနဲ့ဆက်သွယ်မြားရင်နောက်တစ်မျိုးစီစဉ်မှာပေါ့ဘိုတူအဲ့လိုပြောနေတော့သူ့ရဲ့ဖုန်းကထမြင်လာခဲ့တာပါဟယ်လိုကိုချက်ကြီးအေးမင်းတို့ကဘလို့ဖြစ်တာလဲဟကျုပ်အိမ်မှာရှိနေလို့တော်သေးတာပေါ့ဟုတ်တယ်ကိုချက်ကြီးရဲ့ကျွန်တော်တို့လည်းနေချင်းမြန်ဆိုပြီးလာခဲ့လိုက်တာခုတော့နေချင်းမပြောင်းနိုင်တော့ဘူးထင်ပါတယ်အေးကွာကျုပ်အတိတရားကိုကုညင်လှမ်းထောက်တာတယ် အဲ့ဒါမင်းတို့လာကြိုလိုက်မှာအဲ့ဒီမှာပဲစောင့်နေလိုက်ကြဟုတ်ကဲ့ပါကိုချက်ကြီးကျေးဇူးပါပဲဗျာအေးကွာကောင်းကောင်းလေးနေကြအောင်ရွာရောက်မှတွေ့မယ်ဟုတ်ပလားဟုတ်ကဲ့ပါကိုချက်ကြီးအဲ့လိုနဲ့မော်စီယာချက်ကြီးလည်းဖုန်းချသွားခဲ့တယ်ငပိန်ကဘလို့လဲဖို့တူအဆင်ပြေသွားမလားဟင်အဆင်ပြေသွားပြီကမကြခင်တို့လာကြိုလိုက်မယ်တဲ့တော်သေးတာပေါ့ဒီညလမ်းမေးအိပ်ရပြီလို့မှတ်တာ အိမ်တော်တော့ဖိုးထုတို့လာကြတွေကရောက်လာပြီးဖိုးထုတို့လည်းကားရှိအောင်ရောက်လာခဲ့ကြတယ်။ဖိုးထုကကားဖြူနားမှကြောက်ပြီးရက်နေရဲ့လူနာကိုသွားလိုက်တယ်။ဟိုကိုကြီးအောင်မလေးဗျ။ဖိုးထုခေါ်လိုက်တော့ကားနားမှရက်နေရဲ့သူလည်းလန့်သွားခဲ့တာပါ။ဟိုကိုကြီးကတားတို့လာခေါ်တဲ့သူလိုက်။ဟာ။ဒါဆိုမင်းတို့ကဖိုးထုတို့အဖွဲဆိုတာလား။ဟုတ်ပါတယ်ဗျ။အော်အေးကွာဒီလိုဆိုလဲကားပေါ်တက်ကြ။ ကျုပ်စီယာမအားလို့ဆိုပြီးကျုပ်ကိုအကုန်နှုတ်လိုက်တာဗျ။ဟမ်။အော်ဟုတ်ကဲ့ဗျ။ဒီလိုနဲ့ဖိုးတို့လေးယောက်သားလေးကားပေါ်ကိုတက်ထိုင်လိုက်ကြပြီ။ကားလေးလေးအဲ့နေရာကနေတလိမ့်ချင်းစီနှိမ့်ထွက်လာခဲ့တော်တယ်။ညပိတုပ်ပေါ်နဲ့မိဝိုင်းတို့ကကားနောက်ခံရနေလိုက်ပါလာကြရင်ရန်ကုန်မြို့ကြီးရဲ့ညဘက်ရှုပ်ကင်းကိုကြည့်နေခဲ့ကြတာပါ။ဝါ ရန်ကုန်မြို့ကြီးရဲ့ညဘက်ရှုခင်းအဲ့လိုကိုဒီချိန်ထိလည်းလမ်းသွားလမ်းလာရင်းနဲ့စီကားနေုံတော့တို့ရမှာဆိုမှောင်နာနဲ့အဲ့ရဝင်ကုန်ကြပြီဟုတ်ပါဟာအဲ့ဒီအချိန်မှာငပိန်ကနှက်ကောင်းပိတ်လိုက်တယ်ဟဲ့မင်းတို့နှစ်ယောက်တည်းကဘယ်သူဤပေါက်လိုက်တာလဲဟဲ့ငါမပေါက်ဘူးနော်ငါလည်းမပေါက်ဘူးနော်ဒါဆိုရှေ့မှာထိုင်နေဖို့ထူလားဟာငါလည်းမပေါက်ပါဘူးခအဲ့ဒါနဲ့ ကားမောင်းနေရဲ့မျိုးသားကဟိုကိုကြီးလည်းမပေါက်ဘူးနော်ဒီလိုနဲ့ငပိန်တို့လည်းဤပေါက်တဲ့သူ့ကိုအပြေရှာနေကြတော့အိမ်ကြီးတဲ့ရှိကိုရောက်လာခဲ့ကြရတာပါကားမောင်းလာတဲ့မျိုးသားကကဲဖိုးထူတို့ဆင်းလုံရပါပြီဗျာမင်းတို့တရမှာဒီအိမ်ကြီးပါပဲအိမ်တော်တော့အကုန်လုံးကကားမောင်းကနေဆင်းလိုက်ကြပြီငပိန်ဟာ ဝါအိမ်ကြီးကအကြီးကြီးပါလားဒါနဲ့ဒီကကိုကြီးနာမည်ကဘယ်လိုခေါ်တာလဲမသိဘူးနော်ဩဟုတ်ကဲ့ဦးကျုပ်လည်းကျုပ်နာမည်ကိုမိတ်ဆက်ဖို့မိနေရကျုပ်နာမည်ကအအောင်ပါကျုပ်ကမင်းတို့မော်ဆရာချက်ကြီးရဲ့တငယ်ချင်းရဲ့တပည့်ရယ်ပါဩဟုတ်ကဲ့ဦးကျွန်တော်တို့ကိုကူညီပေးလို့ကျေးဇူးတင်ပါတယ်ကိုကြီးအောင်ရပါတယ်ဗျာကဲလာအထက်ဝင်ကြရအောင်ဒီလိုနဲ့ဖိုးထူးတို့လည်းအောင်းနောက်ကနေအိတ်ကြီးလေးကိုဝင်သွားခဲ့တော်တယ် အင်ဂျီရဲ့ကိုရောက်မှာတော့ပို့တူတော်အုပ်စုလေးအင်ဂျီရဲ့ပြင်ဆင်ကိုကြည့်ပြီးတော့မှင်တက်နေခဲ့ကြတော့တယ်။အိမ်ရကြီးကျယ်ခန်းထားပြီးတော့လှပလိုက်တာ။ဟုတ်ပါနော်။ပကြီကားတွေကလည်းလှလိုက်တာ။ဟိုပို့တူတော်ဖွဲ့ညစာတမင်မစားသည်မဟုတ်လား။ဟုတ်တယ်ဗျကိုရအောင်ရဲ့ကျွန်တော်ရန်အောင်ပိုက်စာနေပြီ။အေးကွာဒါလို့ဆိုကျုံမိဖို့ကန်းထဲမှာရှိရနေမြန်မြန်လေးချက်ပြုတ်လိုက်ပါမယ်။ဟိုကျွန်တော်တို့လည်းခုပေးပါမယ်ကိုရအောင်။ရပါလေကွာ။ ကျုပ်ပြဲအဆင်ပြေသလိုကြည့်ချလိုက်ပါမယ်။မင်းတို့ဖေကအေကန်းနဲ့မှပဲခဏထိုင်ဆောင်ပေးကြပါ။ဟုတ်ကဲ့ပါကွင်း။အဲဒီလိုနဲ့အောင်လေမိဖို့ကမ်းမတ်ကိုထွက်သွားတယ်။ပိုတူတို့လည်းအေကန်းရှင်းရထိုင်ကုန်မှအတန်ကြောင်ထိုင်ဆောင်ပြီးနောက်မိဝိုင်းကဟေ့ကိုကြီးအောင်ကဘာမှလည်းလာမပြောဘူးနော်။အကြာကြီးပဲရှိနေပြီ။အေးဟာငါလည်းအဲ့ဒါပဲစဉ်းစားနေရ။ဒါဆိုတို့တွေမိဖို့ကမ်းလေးကိုလိုက်သွားကြည့်မလား။အင်းကောင်းတာပဲ။သွားလိုက်ကြည့်ကြပါဦး။ ဒါနဲ့အကုန်လုံးဝင်သွားလို့အဆင်မပြေတော့ဘူးချင်းနေနော်။ဒါဆိုငါနဲ့ငပိမဲတွားကြည့်လိုက်မယ်လေ။အဲ့လိုပြောပြီးတော့ပေါ်တူနဲ့ငပိလေးမိဖို့ကမ်းဘက်ကိုထွက်လာခဲ့လိုက်ကြတယ်။မိဖို့ကမ်းနဲ့ရောက်မှာတော့နှစ်ယောက်လုံးကအံ့ဩသွားခဲ့ကြတော့လေ။အကြောင်းကမိဖို့ကမ်းနဲ့မှလူမရှိနဲ့ချက်ကနေရာအကြောင်းမှာဖူတူဘလို့ဖြစ်တာလဲကိုရအောင်လည်းမရှိဘူးပြီးတော့မိဖို့ကံကမတော့တာကြာနေမိနေတူတယ ဟုတ်တယ်နော်ဒါဆိုကိုရအောင်က အပြင်ကိုထွက်သွားများလားအေးอืมအဲ့လိုပဲနေမှာမအပြင်မှာတို့တွေအတွက်စားစရာတခုခုတွားဝယ်တာနေမှာပေါ့အေးကွာဒါလို့ဆိုလဲအဲကန်းရှိမှာပဲပြန်သွားစောင့်ကြရအောင်ဒါလို့နေဖိုးထုလို့လေမိဖို့ကန်းလေးကနေထွက်လာခဲ့လိုက်ကြတယ်ငပိန်နဲ့ဖိုးထုတို့အဲကန်းရှိကိုပြန်ရောက်မှာတော့မိဝိုင်းနဲ့တို့ဘောကို မတွေ့ရတော့ပါဘူးဖိုးထုက တူပေါ်နေမိဝိုင်းရောဘယ်သွားလိုက်တာလဲဟုတ်သားပဲမဟုတ်မှဒုနီယောင်မသိအောင်အပြင်ထွက်သွားကြတာများလားအင်းနော်ဒါဆိုဒုနီယောင်အပြင်ကိုထွက်ကြည့်ကြမလားအင်းသွားကြည့်ကြတာပေါ့ဒါလို့နဲ့ငပိန်နဲ့ဖို့တူလဲအိမ်အပြင်ကိုပြန်ထွက်လာခဲ့လိုက်တယ်အိမ်ကြီးရဲ့အပြင်ဘက်ကိုရောက်မှာတော့အရှာရာတိတ်ဆိတ်နေခဲ့ပြီးရှင်းလင်းနေခဲ့တာပါငပိန်ကဖို့တူ တော်ဘောတို့အပြင်ကိုထွက်လာတာမှောက်လောက်ဘူးထင်တယ်နော်အေးဟာမပြောမစုံနဲ့ဘယ်သွားလိုက်ကြတယ်မသိဘူးတို့နှစ်ယောက်အဲ့လိုပြောနေတော့အိမ်ပေါ်တက်စီကနေဒုံးဆိုတဲ့အတန်ကြီးကိုကြားလိုက်ရတာပါဟာငပိတော်ဘောတို့ကအပေါ်တက်မှနေတူတယ်အေးနော်ဒါလို့ဆိုအပေါ်တက်ကိုတက်သွားကြည့်ကြတာပေါ့ဒါနဲ့သူများအိမ်ကြီးဆိုတော့ကောင်းမှမလားဟင်အင်းကောင်းတော့မကောင်းတော့ဘူးဆိုပေမဲ့ဘာတိုင်းမတက်နိုင်ဘူးတော့ကြည့်ရမှာပဲ အဲ့လိုပြောပြီးပိုတူဝါရှိကထွက်သွားတော့ငမိန်လဲနောက်ကနေလိုက်သွားခဲ့တော်ရီအင်ဂျီရဲ့ပေါ်တက်ကိုရောက်မှာတော့အယားယားတိတ်ဆိတ်နေခဲ့ပြီးမှောင်မင်းနေခဲ့တာပါငပိန်ဟာပိုတူအိမ်မော်တက်မှာမှောင်မင်းနေရပဲနော်မိဝိုင်းတို့ကရှိပါမလားဟုတ်သားပဲဒါဆိုမိဝိုင်းတို့နှစ်ယောက်ကဘဲသွားလိုက်ကြတာများလေပိုတူအဲ့လိုပြောနေတော့ သူတို့ရှိကနေလူရိတ်တကူကဖြတ်သွားခဲ့တာပါ။ငပင်ဟမ်သူတို့ရှိကဖြတ်သွားတာလူလူရင်းပုံလား။ဟုတ်တယ်ဟာကိုကြီးအောင်များလား။အဲ့လိုနေပို့တူလဲအော်ခေါ်လိုက်တယ်။ကိုကြီးကိုကြီးအောင်လာရင်ကိုကြီးဒီလိုနေအကန့်နဲ့ကနေကနေမင်းလေးရောင်ကိုမြင်လိုက်ကြရတယ်။ဖို့တူဟိုကန်းနေကနေမင်းလေးလာတွေကတို့ရီအဲ့ဒီကန်းနေကိုဝင်းကြီးမနေတူတယ် သွားကြည့်ကြတာပေါ့ဒါလို့နေပို့တူတို့လေအဲ့ဒီကန်နာကိုတိုးကပ်သွားခဲ့ကြပြီအကန်တကောင်ကိုဖွင့်လိုက်ချင်မှတော့အကန်နေမှာမေလဲနေတဲ့မိဝိုင်းနဲ့တူဖို့ကိုညှင်းလိုက်ရတာပါဟာမိဝိုင်းတော့ပဲဘလို့ဖြစ်ရလဲအဲ့လိုပြောပြီးပို့တူတို့လေအကန်နေကိုဝင်လာခဲ့ကြတယ်တူဖို့ရေတူဖို့ထားစမ်းမအောင်ဟာအဲ့လိုပြောပြီးလုံလုံလိုက်တော့ တော်ဘောကမိနေရကနိုးလာခဲ့တာပါအောင်မလေးတရေတရေဘာတရေလဲတော်ဘောကငါပါငါပိရင်ဟိုဟိုအကိုရအောင်ကတရေတရေဖြစ်နေရဟမ်မိဘာပြောနေရလဲတော်ဘောကဒလုံးနဲ့မြွယ်လေးပိုတူလုံနိုးနေရကနိုးလာခဲ့တယ်ပိုတူတို့ရီဒီရင်ကနေမြန်မြန်ထွက်ကြစို့ဘာလို့လဲမိဝိုင်းရဒီဒီမှာတရေတရေရှိရဟပြီးတော့လေ တို့ခေါနာတွေကိုကြီးကတည့်ရဲပဲဟမ်ဒါဆိုတို့တွေစောနာအများလိုက်တဲ့ရှိကကိုကြီးအောင်များလားကဲပါတို့တွေရင်ဆုံးဒီဟေကြီးတွေကနေထွက်ကြတာပေါ့ငပိန်အဲ့လိုပြောနေတော့တကားပေါက်ကဂျိန်းကနေမြည်ပြီးချက်ချင်းပိတ်သွားခဲ့တော့လေဟမ်မကောင်းတော့ဘူးတို့တွေတည့်ရဲပန်းတာခက်လိုက်ရပြီနဲ့တူတယ်ဘယ်လိုလုပ်ကြမလဲဘာရှာပြောနေရလဲတို့ကတို့ဘယ်ဟာတည့်ရဲပန်းနဲ့ဖို့ထုတ်အဖွဲပါဖက်မဲ့ပန်း တို့ဖွဲ့ရမယ်တရဲကိုဖမ်းရမှာအေးလေလာစမ်းပါစီတတရဲအယိုးတကြအသားတကြဖြစ်တော့လုတ်ပေးလိုက်မှာတို့အဲ့လိုပြောနေတော့တရဲဖြစ်နေရင်အောင်ကပေါ်လာခဲ့တာပါတို့ဘောကတရဲဖြစ်နေရင်အောင်မမြင်မိလန့်သွားခဲ့တယ်အမလီပလုတ်တော့တရဲတရဲအဲ့လိုပြောပြီးတော့မိဝိုင်းသားမှာတွားကက်နေခဲ့တော်လေအောင်ကဟိုကျုပ်မင်းတို့လေးကိုနှောက်ရက်ဖို့မရှိရပါဘူးကျုပ်ကတရဲဘောကဖြစ်နေရနေတာမနာရပဲနဲ့ ဆရာခိုင်းတာလုပ်နေရတာမို့ဒေါသထွက်နေခဲ့တာပါဟမ်ကိုကြီးတရေဖြစ်နေတာကိုကြီးဆရာမသိဘူးလားဗျဘသူမှမသိကြသေးပါဘူးဘာလို့ဆိုကိုကြီးကအဝေးပြေးလမ်းမှာကိုင်းစီတံဖြစ်သွားတာကြောင့်မဒါဆိုကိုကြီးကဒီလိုဘလို့ရောက်လာလဲကိုကြီးကကိုယ့်အကူတင်မန်းမသိဘဲနဲ့ဒီတိရောက်လာခဲ့တာပါအော်အဲ့ဒါကြောင့်ဘလို့ဆိုကိုကြီးကဘလို့ဖြစ်စေချင်တာလဲ ဟိုကိုကြီးကိုတွေ့တာနဲ့ခိုင်မို့ပဲစဉ်းစားနေရဲ့ဆရာကိုအသိပေးပြီးကိုကြီးမိသားစုကိုလည်းအသိပေးပြီးပါလို့ပြောပြပါဟုတ်ကဲ့ပါကိုကြီးကျွန်တော်တို့အကြောင်းကြားပေးလိုက်ပါမယ်ပြီးတော့ကိုကြီးကဟောရီယာငါညီနဲ့ညီမကို၆လမ်းမို့မရှိခဲ့ပါဘူးဟိုတမီးတို့ဆင်းပြပါတယ်ကိုကြီးအောင်ရဲ့တမီးတို့ကိုတကူးတကလာကြူပေးတာအောင်လေကျေးဇူးတင်ပါတယ်မိဝိုင်းအဲ့လိုပြောလိုက်တော့တရေအောင်လေအဲ့နေရာကနေပြောက်ွယ်သွားခဲ့တယ် ဟုတ်တော်သေးတာပေါ့မင်းတို့ငါတို့တွေ့သွားလို့ငါနဲ့တော့ပေါ်တရေဖြစ်နေရေကိုကြီးအောင်မြင်ပြီဒီကိုဘယ်လိုရှောက်လာမှန်းတော့မသိလိုက်ဘူးကဟေးဟုတ်လားဒါဆိုကိုကြီးအောင်ကဒုဖွဲ့ကိုတိပြီးပြီးတော့တခြားသူတွေကမှအသိပေးစီခြင်းခဲ့တာထင်တယ်ဟမ်ဟုတ်လောက်တယ်ကဒါဆိုဒုတွေကိုချက်ကြီးကိုအကြောင်းကြားပြီးတော့ပြောပြလိုက်ရင်ကောင်းမယ်နေတူတယ်อืมအဲ့လိုလုပ်ကြတာပေါ့ဟိုဒါဆိုဒုတွေဒီကြီးကနေရွာကိုဘယ်လိုပြန်ကြမလဲအဲ့ဒါတော့စိတ်မူပါနဲ့ ကိုချက်ကြီးကကြည့်စီစဉ်ပြီးမှာပါဖိုးထူးတို့ညာရင်းချင်းပဲမော်ဆရာချက်ကြီးကိုဖုန်းဆက်လို့အကျိုးအကြောင်းပြောပြလိုက်တယ်နောက်နေ့မနေ့ရောက်တော့ဖိုးထူးတို့အုပ်စုလေးမော်ဆရာချက်ကြီးရဲ့တငယ်ချင်းကိုညီနေဘူရာကိုရှောက်လာခဲ့ပြီးခုတော့ရတားစီကပြန်လာနေကြပါပြီသုံးယောက်သားကရတားပေါ်ကနေအပြင်ဘက်ကရှုပ်ကင်းကိုကြည့်ရင်းနဲ့လိုက်ပါလာခဲ့ကြရပါ တို့ဘောငါတော့လေဒီတကောက်ရန်ကုန်ခီးစဉ်ကိုတိတ်သဘောမတွေ့သေးနောက်တကောက်ပတ်စံစုပြီးတော့ထလာကြရအောင်အေးပါတို့ဘောရေပတ်စံသာအရင်ရအောင်စုပါဟုတ်တယ်ဟာဒီတကောက်ခီးစဉ်အောင်လေလဲဦးမလဲလိုက်အောင်ဟုတ်ပါကွာဒီလိုနည်းဒီတကောက်ရန်ကုန်ခီးစဉ်ကတော့မပြောလိုက်ရပါဘူးဒုက္ခတွေဝင်နေတဲ့ခီးစဉ်ဖြစ်နေတာပြီးဆုံးသွားခဲ့တော့လေ